ားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့အလောက်ကိုင်းအခွင့်အလမ်းတွေကိုရှာဖွေနေတဲ့အသက်25နှစ်အောင်လူငယ်တွေအတွက် program လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်တာဖြစ်ပါတယ် Holandia Internship Program ဆိုတဲ့နာမည်လေးနဲ့ဖိတ်ခေါ်ထားတဲ့အလောက်ကိုင်းအခွင့်အလမ်းဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုအစအပေးနေတဲ့ညီငယ်ညီမတွေအတွက်ပေါ့နော်ပြန်လဲတော့ပြန်ပေးတဲ့အနေနဲ့ ဒီဗီဒီယိုလေးကိုဖတ်ကြည့်ရချင်ဖြစ်ပါတယ်။အာ program လေးအကြောင်းမမိတ်ဆက်ခင်မှာဒီ program လေးနဲ့ဒီ channel လေးကတော့ဘာမှပတ်သက်ဆွနွယ်မှုမရှိဘူးဆိုတော့ဥစွာတီးပေးတင်ပြလိုပါတယ်။လူငယ်တွေအတွက်အလောက်ကိုင်းအခွင့်အလမ်းရရှိခြင်းနဲ့စေတနာနဲ့ကျွန်တော်တို့ပေါ်ပြပေးတာဖြစ်တဲ့ကြောင့်မလို့လွဲချမှုများရှိခဲ့ရင်အဲနားလေခွလုတ်ပေးဖို့ကြိုတင်တောင်းပန်လိုပါတယ်။ program အကြောင်းကိုဆက်ပြီးတော့မေးဆက်ရမယ်ဆိုရင်ဖိတ်ခေါ်ထားတဲ့ဖွဲ့စည်းကတော့ The Cap ဆိုတဲ့ organization ကဖြစ်ပါတယ်ဖိတ်ခေါ်ထားတဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့ဖတ်ပြရမယ်ဆိုရင်လူထုအကျိုးပြုလုပ်ငန်းတွေမှာအသက်သရောပါဝင်ဆောင်ရွက်လူစိတ်ရှိသောလူငယ်များအတွက် The Cap ရဲ့ volunteer အခွင့်အရေးဆိုပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်သူ program name ကတော့ volunteer internship program bet 7ပါ ယခု program ဟာ NGO လုပ်ငန်းခွင်အတွေ့အကြုံတာမက တခက်ပြက်တင်တန်းတွေတဲ့ရင် NGO technical knowledge တွေဖြည့်လို့တော့အသက်25နှစ်အောက်လူငယ်များလက်မလွတ်တင့်တော့အခွင့်အရေးတစ်ခုပါတခက်နဲ့အရွေးတစ်ခုစီတို့အတူတူစူးစမ်းရင်မကြောက်အသင့်ခံနိုင်မဲ့အခွင့်အရေးအတွက် volunteer မောင်ငယ်ညီမငယ်များအလိုရှိပါတယ်ဟိုရင် trainer တွေရဲ့ professional တင်တန်းများအခမဲ့တက်ရောက်နိုင်မဲ့အပြင် NGO တွေဝင်ရောက်ဖို့လိုအပ်တဲ့လုပ်ငန်းခွင်အသေးကြုံများပါတခါလေရယူနိုင်မဲ့အခွင့်အရေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့အဆုံးထိဖတ်ကြည့်လိုက်ပါ volunteer တွေဟာတစ်ခက်ကနေအကောင့်ထဲပေါ်စောင်ရွက်နေတဲ့လုပ်ငန်းများကိုအောင်မြင်စွာစီမံခန့်ခွဲနိုင်ဖို့ရုံပိုင်းဆိုင်ရာလုပ်ငန်းတာဝန်များသမဂ္ဂ the cap ရဲ့ branding နဲ့ပတ်သက်ပြီး awareness ပြုလုပ်ရမှာအဓိကကူညီပံ့ပိုးရမယ့်သူတွေဖြစ်ပါတယ်။ NGO လုပ်ငန်းများကို အမှန်တကယ်နှစ်သက်သဘောကျပြီးတော့ the cap ရဲ့တင်နန်းများကိုတက်ချင်ပေးမယ်။ငွေကြေးခက်ခဲကြောင့်မတည့်ရောက်နိုင်သူများကိုယ့်ရဲ့ NGO career အတွက် NGO INGO နဲ့ပဲတီးတီးကတူနေနှစ်ခွရချင်းတော်သူများ အလုပ်လျှောက်လွာတွေမှာပါလိရှိတဲ့ leadership communication and facilitation teamwork problem solving စတဲ့ soft skill တွေကိုတူတက်အောင်ဆောင်ရွက်လို့သူများအတွက်ရည်ရွယ်တာဖြစ်ပါတယ် volunteer စိတ်အပြည့်နဲ့တစ်ခက်မှာအနည်းဆုံး6လပေးအပ်ထားတဲ့တာဝန်များကိုအတူတကွကူညီဆောင်ရွက်ရန် commitment ရှိနေတည်သူများ NGO နဲ့ပတ်သက်တဲ့ technical knowledge တွေအမှန်တကယ်ရယူလို့သူများနဲ့ NGO career အတွက်အလုံးအတွေ့အကြုံတွေလိုအပ်သူများလာရောက်ရှောက်ထားဖို့ဖိတ်ခေါ်ပါတယ် The Career Volunteer Internship Program Bet 7အောက်ပါရသူများရှောက်ထားနိုင်ပါတယ် Class Admin Assistant 3 Post Part Time Work From Home location နေနဲ့မြန်မာနိုင်ငံတွင်းနေထိုင်သူ ဖြည့်ရပါမယ်။လျှောက်လပိတ်ရအနေနဲ့ဇွန်လ20မြန်မာစံတော်ချိန်ည12နာရီ။အာဂျန်ပို့ဖြစ်တဲ့အတွက်လျှောက်လပိတ်ရမတိုင်ခင်အဆင်ပြေတော့ကန်ဒီဒိတ်တွေကအင်တာဗျူးလျှောက်လစ်ခေါ်မှာဖြစ်ပါတယ်။ qualifying ဖြစ်တဲ့ကန်ဒီဒိတ်တွေကရရသွားပြီဆိုရင်တော့ deadline မတိုင်ခင် announcement ပိတ်သွားနိုင်တဲ့အတွက်စိတ်ဝင်စားပါက deadline ကိုမဆောက်ဘဲအမြန်ဆုံးလျှောက်လတင်ကြဖို့တိုက်တွန်းပါရစေ။ လျှောက်ထားလို့သူအနေနဲ့မိမိရဲ့ကိုယ်ရဲ့ဂျင်းစီဗီနဲ့ကာဗာလက်တာမိုတီဗေးရှင်းလက်တာကို Google Form နဲ့ Upload လုပ်ကလျှောက်ထားနိုင်ပါတယ်။သတ်မှတ်ထားတော့အချိန်တည်းကြုံလွန်ပြီးတော့လျှောက်လာပေးဖို့ပါကအကျုံးဝင်ပြီးမဟုတ်ကြောင်းကြိုတင်အတိပေးပါရစေဆိုပြီးတော့ပေါ်ပြထားတာတွေ့ရပါတယ်။မှတ်ချက်အနေနဲ့အင်တာဗျူးအတွက်ရွေးချယ်ခံရသူများကတော့တစ်ခက်မှလိုအပ်ချက်အရချက်ချင်းသူမဟုတ်လျှောက်လာပိတ်ပြီးတပတ်အတွင်း ဆက်တွယ်အကြောင်းကြားပေးမိဖြစ်ပါ ರಿ ဆိုပြီးတော့ပေါ်ပြထားတာရှိပါတယ် CV နဲ့ motivation letter ကိုမြန်မာအင်္ဂလိပ်နှစ်ဘာသာစလုံးနဲ့အစဉ်ပြေတဲ့ဘာသာနဲ့ရေးသားပေးပို့နိုင်တယ်ဆိုတဲ့အကြောင်းလည်းပေါ်ပြထားတာရှိပါတယ် Google link တွေကိုကျွန်တော် comment box မှာခြံထားခဲ့ပေးပါမယ်နော်ဒီ position အတွက်ကိုအဓိကလှုပ်ဆောင်မဲ့တာဝန်များအနေနဲ့ပေါ်ပြထားတာကတော့လက်ရှိတွင်ကိုယ်ပိုင် laptop ကွန်ပျူတာရှိရမယ်ဖြစ်ပြီးတော့ ပုံမှန် online active ဖြစ်ရုံသာမက wifi internet ကောင်းတဲ့နေရာမှာနေထိုင်တူဖြစ်ရပါမယ်။မှတ်ချက်တခဲပြ online တင်ဒန်းတွေဟာ weekday များတွင် ရုံးချိန်လွတ်ညပိုင်း weekend saturday sunday တွင်နေ့လယ်ပိုင်းသူမဟုတ်ညပိုင်းတင်ဒန်းများဖြစ်တဲ့အတွက်ကြောင့်အ ਨੇ ဆုံးလိုအပ်ချက်အနေနဲ့အဲ့ဒီအချိန်တွေမှာအားနိုင်မှသာရှောက်ထားဖို့အဆင်ပြေပါမယ်ဆိုပြီးတော့ပေါ်ပြထားတာရှိပါတယ်။ online zone club offline in person တန်တန်များနဲ့ပတ်သက်ပြီးအထွေထွေလိုအပ်ချက်များအတွက်အချိန်နဲ့တပြေးညီ admin တန်တန်ဆရာနဲ့တန်တန်သားများကိုကူညီပေးရမည်ဖြစ်ပြီး team alike ဆက်တွေ့ဆောင်ရွက်မှုများရှိလာသည့်အခါတွင်အသည့်ဖြစ်စွာပြန်ကြားဖြည့်ဆို့ပေးရမည်ဖြစ်ပါတယ်မြန်မာနိုင်ငံတွင်းမှာလက်ရှိနေထိုင်တော်သူဖြစ်ပြီးတော့ in person training တွေမှာလိုအပ်ပါက trainer ကို လိုက်ပါကူညီဖို့ခရီးသူသွားနိုင်ရပါမယ်။ခရီးသွားဖို့အတွက်လေရင်လက်မှတ်ဟိုတယ်အစရှိတဲ့အထွေထွေဈေးများကိုတခက်မှတာဝန်ယူ စီစဉ်ပေးသွားမည်ဖြစ်ပါတယ်။လိုအပ်သည့်အရွေချင်းများတခက်ပြ volunteer ဖြစ်ဖို့ပညာရေးနဲ့ပတ်သက်ပြီးကတန်တားခြင်းမရှိဘွဲရ degree မလိုအပ်ပါလူငယ်များကိုဦးတည်ထားတဲ့ပရိုဂရမ်ဖြစ်တဲ့အတွက်အသက်25နှစ်အောက်သာပြည့်ရပါမယ်။ အနည်းဆုံးအသက်18နှစ်အထက်ရှိဖို့လိုပါမယ်။ online research လုပ်တဲ့ ski ကိုယ်တိုင်ဖန်တီးနိုင်မှုစရင်ရှိရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ micro microsoft azure အနည်းဆုံးအခြေခံစင်အသုံးပြုနိုင်ရပါမယ်။ digital tools များလည်းဖြစ်တဲ့ google drive google sheet zoom social media email များကိုကျွမ်းကျင်စွာအသုံးပြုနိုင်ရပါမယ်။မတုံသက်သေးရင်လည်းအဒီအတွက်လေ့လာသင်ယူလို့စိတ် ထက်တန်တော်သူဖြစ်ဖို့လိုပါမယ်။ပေးအပ်ထားသောတာဝန်များကို တက်လိုက်အမိအရေးတွေ့ရှိရှိလှူဆောင်နိုင်ရမှာဖြစ်ပါတယ်။တမတ်ကာလအနည်းဆုံး6လလှူဆောင်နိုင်ရမှာဖြစ်ပြီးတော့အစံခန့်ကာလတလတမတ်ထားပါတယ်။တခက်ရဲ့စံတန်ဖို့တစ်ခုဖြစ်တော့လူအခွင့်အရေးကိုလေးစားလိုက်နာသူ ဖြစ်ရမှာဖြစ်ပြီးတော့လူမျိုး အသားအရောင်ပါရာကြီးလိန်နိုင်ငံသားပေါ်အခြေခံပြီးခွဲခြားဆက်ဆံခြင်းမပြုဘဲ ဘယ်သူကမဆိုလူတယောက်လူသားမြင်ပြီးလူတန်ဖို့လူအခွင့်အရေးကိုလေးစားလိုက်နာသူဖြစ်ဖို့လိုပါမယ်။တင်ယူလေးလာမှုကိုချင့်မြတ်လို့ပြီးအဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်လူစိတ်ရှိကစိတ်ရှိတီးခန့်သူဖြစ်ရပါမယ်။ positive mindset ရှိပြီးတော့တကယ်နဲ့သူလက်သွဲလူတော့မြေသူကမဆိုဖိတ်ခေါ်လိုက်ရပါတယ်ဆိုပြီးတော့အရေးချင်းနဲ့ပတ်သက်ပြီးတော့ဖိတ်ခေါ်တာဖော်ပြထားတာရှိပါတယ်။အကျိုးခံစားခွင့်ကိုဆက်လက်ဖော်ပြ ဒါသာတော့လဆင်အင်တာနက်အတွက်ပံ့ပိုးပေးသွားမှာမယ်။ကိုယ့်ရဲ့ professional development အတွက်တခက်ပြ certificate တင်တဲ့ကို Hollandia ကာလအတွင်းအခမဲ့တရားခွင့်ရမှာဖြစ်ပါတယ်။မိမိရဲ့ future career အတွက်လိုအပ်တဲ့အသွေးအကြောင်းများရရှိမှာဖြစ်ပြီးတော့ကြောင်းလျှောက်တဲ့အခါဖြစ်စေအလုံးလျှောက်တဲ့အခါမှာဖြစ်စေလိုအပ်တဲ့ recommendation letter တွေကို Hollandia ကာလ6လအပြည့် လုံဆောင်ထားသူများကတခက်မှာ performance grandy like BS တော့မှာ ဖြစ်ပါတယ်တခက်မှာ full time ဝန်ထမ်းများခေါ်ယူတဲ့အခါမှာလည်းအတွေ့အကြုံပေါ်မူတည်ပြီးဦးစားပေးစဉ်းစားပေးတော့မှာဖြစ်ပါတယ်6လအထိအောင်မြင်စွာတာဝန်ထမ်းဆောင်ပြီးသွားပြီဆိုရင် the career volunteer ပြီးမြောက်ခဲ့ကြောင်း certificate ထုတ်ပြီးမှဖြစ်ပြီးတော့အဲ့ဒီ certificate ကမိမိ NGO career အတွက်အလုပ်လျှောက်ရမှာအလုပ် အတောင်းဝင်မှာဖြစ်ပါတယ်။တခဲမှာ volunteer နဲ့ဝန်တန်းများအတွက်တာတည်တက်ပြုလုပ်ပေးပေးတဲ့ capacity building program တွေမှာပါဝင်ခွင့်ရပါမယ်။လူတိုင်းရဲ့အိမ်မက်တွေကိုပုံပေါ်ဖို့တခဲကအမြဲနေထွေးစွာကျူစွာလျက်ပါ။ Okay ဒါတွေကတော့တခဲရဲ့ volunteer internship program ကနေဖိတ်ခေါ်ထားတဲ့အကြောင်းအရာချက်လက်တွေဝင်မြတ်ပြီးတော့တာဖြစ်ပါတယ်။အစောတိလိုက်ပါနားဆင်ပေးတဲ့ ညီနေညီမငယ်တွေကိုသူပဲကျေးဇူးတင်တယ်ကျိုးတစုံတရားရှိတယ်ဆိုရင်လည်း channel ကို like share and subscribe လုပ်ထားဖို့မမေ့ပါနဲ့เนาะနောက် video မှာပြန်တွေ့ကြမယ်